င်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့မေလ24ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဘလီဒိုစခန်းသိန်းတိုက်ပွဲမှာစစ်သား25ဦးထက်မနည်းဒူးထောက်အညံ့ခံပြီး62ဦးထိုင်းကို ထွက်ပြေးတဲ့သတင်းဘင်္ဂလားပင်လယ်အော်မှာတင်ပေါ်နှစ်ဆင်းနေမြုံမှုမှာရိုညာဒုက္ခသည်429ဦးသေဆုံးကြောင်း UNHCR ထုတ်ပြန်တဲ့သတင်းမော်လမြိုင်မှာဘာသာရေးကောင်းစင်တက် လောင်ဝစားဝိုင်းလုံနေရာကိုတင်ကာရော်တွေမသိချင်အောင်ဆောင်နေတဲ့တရင်လေပြင်းတိုက်ခတ်ပြီးတာဝါရန်ပျော်ချလို့ရန်ကုန်နဲ့အီယာဝရီမှာတက်အားဖြန့်ဝေမှုရော့ကျမယ်လို့ဆိုတဲ့တရင်ဆလင်းမြို့တွင်စစ်ရေးပြတ်မှတ်တွေကိုတကောင်ကျော်အချိန်ထိုးစစ်ဆင်ခဲ့တဲ့တရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြက်အတဲကြောင့်ဂျာကာလာအကြီးကဲယူနုယာရူကနေနှုတ်ထွက်မယ်လို့တတိပေးတဲ့တရင်အစရှိတဲ့တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတရင်တစ်ပုတ်အနေနဲ့ဘလီဒိုစကန်တိန်တိုက်ပွဲမှာ စစ်သား25ဦးထက်မနည်းဒူထောင်အញ្ញခံပြီး62ဦးထိုင်းနိုင်ငံကို ထွက်ပြေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ KNU ဒူပလာယာခရိုင်ကော့ကရိတ်မြို့နယ်အတွင်းကဗလီဒိုတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သား25ဦးထက်မနည်းလက်နက်ရှာအញ្ញခံခဲ့သလို62ဦးထိုင်းနိုင်ငံကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်အချမ်းကိုဒီနေ့ခေလုံဝန့်တောင်းခံခဲ့ပြီး လက်နက်ဖြောက်သိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနခေါ်ဆုပ်ကဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးအနက်71ဦးမှာထိခိုက်ဒဏ်ရာရရှိပြီး၄ဦးမှာအပြင်းထန်ဒဏ်ရာရရှိရလို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့လို့ထိုင်းဘတ်ချမ်းကိုထွက်ပြေးလာသူတွေက ထွက်ဆိုရလို့သိရပါတယ်မေလ23ရက်ညနေ9:00လောက်မှာ KNU တပ်မဟာ6ဦးဆောင်တဲ့ကင်မြူတာလွတ်မြောက်ရေးတပ်မတော် KNL ကင်မြူတာကကွေတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကဗလီရိုတက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါလက်နက်ကြီးလက်နက်ငယ်အများအပြားသိမ်းဆီးရမိခဲ့လို့လည်း KNU ဗိုလ်ကထုတ်ပြန်ထားပါတယ်ဗလီရိုတက်စခန်းဟာမြောက်ရီမြို့တောင်ဖက်ကကာကန်စခန်းတစ်ခု ဖြစ်ပြီးဝော်လေဘျူဟာစခန်းနဲ့အိုဂရက်ထစခန်းတွေကိုကာထားတဲ့စခန်းလည်းဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်အနေနဲ့အခြေစိုက်ထားတဲ့စစ်ကောင်စီတက်စခန်းတွေလုံးဝကင်းစင်ရေးကို KNU ကအားထည့်လှုပ်ဆောင်နေတာဖြစ်ပါတယ်2024ခုနှစ်ဒီဇင်ဘာလ16ရက်ကနေ 2025ခုနှစ်မေလ19ရက်အထိ KNU ဖအန်ခိုင်တပ်မဟာခွန်နေမြအတွင်းကတောင်ရင်မြအခြေဆိုင်စစ်ကန်၈ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့လည်း KNU ဘိုကထုတ်ပြန်ထားပါတယ်။ KNU အနေနဲ့2025ခုနှစ်အတွင်းစစ်ရေးအရှိန်မြင့်မယ်လို့ဗဟိုအဆင့်တာဝန်ရှိသူတွေကအတိပေးခဲ့ပြီးနောက်ပိုင်းတပ်မဟာနေမြတွေမှာစခန်းသိမ်းတိုက်ပွဲတွေအရှိန်မြင့်လှုပ်ဆောင်နေရဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားပင်လယ်တင်မောနှစင်နေမြုံမှုမှာ ရိုဟင်ဂျာဒုက္ခသည်429ဦးတေဆုံကြောင်း UNHCR ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မှာရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့တင်ပေါ်နှစင်နေမြုပ်ခဲ့ရမှာလူပေါင်း429ဦးအထိတေဆုံနိုင်တယ်လို့ UNHCR ကထုတ်ပြန်လိုက်ပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့ထုတ်ပြန်ချက်အရမေလ9ရက်နဲ့10ရက်နေ့တွေမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီတင်ပေါ်နေမြုပ်မှုနှစ်ခုအတွင်းမှာမွတ်စလင်လူနည်းစုဒုက္ခသည်တွေအများအပြားတေဆုံခဲ့တာပါ။ ်တင်မောနှစင်းပေါ်မှာစုစုပေါင်းဒုက္ခသည်914ဦးလိုက်ပါခဲ့လို့ဆိုပါတယ်တည်ဆုံခဲ့ရသူတွေဟာရခိုင်ပြည်နယ်အနောက်ပိုင်းနဲ့အင်းနီရှင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဆက်ပဇာမြို့ကဒုက္ခသည်စခန်းတွေကနေထွက်ခွာလာကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ် UNHCR ရဲ့ထုတ်ပြန်ချက်မှာတော့ပင်လယ်ပြင်မှာ Ranger 429ဦးလောက်တည်ဆုံခဲ့ရလို့ခန့်မှန်းရပါတယ်ဆိုပြီးဖော်ပြထားပါတယ်ဒီချက်လက်တွေကိုတော့အတီးပြုတ်ဖို့လိုအပ်နေတဲ့အကြောင်းလမ်းထစ်သွင်းပြောကြားထားပါတယ် လက်ရှိမှာ UNHCR အနေနဲ့အသက်ရှင်ကျင်ရဲ့သူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုစစ်ဆင်အတည်ပြုနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေရလို့ဆိုပါတယ်တကယ်လို့ဒီခံမှန်းချက်တွေသာမှန်ခဲ့မယ်ဆိုရင်ဒီဖြစ်ရဟာယခုနှစ်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်လို့အဆိုးရွားဆုံးသင်္ဘောနည်းမျိုးမုံဖြစ်လာမှာပါလို့ UNHCR ကတုံ့တက်ထားပါတယ်ဒါအပြင်ဒီဖြစ်ရဖြစ်ပေါ်ပြီးချက်နေငယ်အကြမှာနောက်ထပ်ဒုက္ခသည်188ဦးကိုတင်ဆောင်လာတဲ့တာဒီယာမြောက်လှေတစင်းဟာလည်း မြန်မာနိုင်ငံကနေထွက်ခွာဖို့ကြိုးပမ်းစင်မှာပဲဖမ်းဆီးခံခဲ့ရတယ်လို့သတင်းတွေအများသိရပါတယ်မြန်မာနိုင်ငံကနေထွက်ခွာဖို့ကြိုးစားရင်းရိုဟင်ဂျာတွေဟာမကြာခဏဆိုသလိုအသက်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေကြရတာပါ UNHCR ရဲ့စင်းတွေအများဆိုရင်2024ခုနှစ်အတွင်းမှာတင်ဒေသတွင်ပင်လယ်ပြင်မှာစုစုပေါင်းရိုဟင်ဂျာ658ဦးသေဆုံးခဲ့ပါတယ်လူသိန်းနဲ့ရှည်ရိုဟင်ဂျာတွေဟာ Initian Bangladesh နိုင်ငံကိုထွက်ပြေးခိုလုံခဲ့ကြရပြီးအဲ့ဒီမှာလည်း အလွန်ခက်ခဲတဲ့အခြေအနေတွေအောက်မှာဒုက္ခတဲ့စခန်းတွေမှာနေထိုင်နေကြရတာဖြစ်ပါတယ်။တတိယသတင်းတပုတ်အနေနဲ့မော်လမြိုင်မှာဘာသာရေးကောင်းစင်တက်လောင်ကစားဝိုင်းလုံနေတာကိုတင်္ဂါရော်တွေမသိရှင်အောင်ဆောင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မြို့ပေါ်မှာဘာသာရေးကောင်းစင်အမျိုးမျိုးတက်ပြီးလောင်ကစားဝိုင်းပြုလုပ်နေပေမဲ့တင်္ဂါရော်တွေကစစ်ကောင်စီကိုကြောက်လို့မသိရှင်အောင်ဆောင်နေကြရလို့သိရပါတယ်။မော်လမြိုင်မြို့ပေါ်မှာဆွန်ကြီးလောင်ပွဲဖုန်ကြီးပြန်ပွဲစတဲ့ခေါင်းစဉ်တွေနဲ့ ဇက်ပွဲဟန်ပြအတွင်းကလောင်ကစားဝိုင်းခင်းတာကို2024ခုနှစ်တစောင်းတိုင်းလာပြညကနေစတင်ကလက်ရှိအချိန်လေးပြုလုပ်နေတာဖြစ်ပြီးတင်္ဂါရော်တွေကသူတို့နဲ့မသက်ဆိုင်တယ်လို့မသိရှင်အောင်ဆောင်နေကြတယ်လို့လည်းမော်လမြိုင်မြို့ခံလူမှုကူညီသမားတူကပြောပါတယ်မော်လမြိုင်မြို့ဒိုင်ဝင်ကွန်းမှာအဘရာတုခဖုန်ကြီးကျောင်းဆရာတော်ပြင်လန်တော်မူခြင်းခေါင်းစဉ်နဲ့မေလ18ရက်ကစပြီးဇက်ပွဲအတွင်းကလောင်ကစားဝိုင်းခင်းခဲ့တာဖြစ်ပါတယ် ဘာသာရေးကောင်းစဉ်တစ်ခုခုတက်ကဆက်ပွဲသွင်းပြီးလောင်ကစားဝိုင်းမှာထစ်သွင်းတာကိုမွန်ပြည်နယ်ချောင်းဆုံမြို့နယ်မှာ2024ခုနှစ်ကစတင်ခဲ့ပြီးနောက်မော်လမြိုင်မုဒုံကြိုက်မြော်ပောင်နဲ့တထုံမြို့နယ်မှာလည်းဆက်လက်လှုပ်ဆောင်ခဲ့ရာယခုအခါမော်လမြိုင်မြို့လောင်ကစားဝိုင်းကအကြီးအကျယ်ဆုံးဖြစ်နေပြီးတ냐ကိုအကောက်ခွန်ငွေကျပ်သိန်း300ခန်းအထိရရှိနေတယ်လို့လည်းသိရပါတယ်။မော်လမြိုင်မြို့ပေါ်ကရမေးရဖတွေကလည်းလောင်ကစားဝိုင်းနဲ့လုံနေရကိုမကြိုက်ပေမဲ့ စစ်ကောင်စီအညိုးထားမှဆိုလို့မပြောရကြဘူးလို့သိရပါတယ်။လက်ရှိတထုံနဲ့ပေါင်မြွနယ်မှာတော့ဟန်မြဆက်ပွဲတောင်မတင်တော့ပဲအဝရဲပွဲလို့ခေါ်ပြီးလမ်းဝစားဝိုင်းတည်တန့်လှုပ်ဆောင်နေရလို့မွန်ပြည်နယ်ပကဖဒုတာဝန်ခံစောထူးအောင်ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေပြင်းတိုက်ခတ်ပြီးတာဝရန်ပြိုကျလို့ရန်ကုန်နဲ့အီယာဝရီမှာတပ်အားဖြန့်ဝေမှုရော့ကျမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေပြင်းတိုက်ခတ်မှုကြောင့်တာဝရန်ပြိုကျခဲ့လို့ရန်ကုန်တိုင်းနဲ့အီယာဝရီတိုင်းမှာ တပ်အားဖြန့်ဝေမှုရောကြမယ်လို့ရန်ကုန်လဲစစ်တပ်အားပေးရေးကော်ပိုရေးရှင်း YESC ကဒီကနေ့မှာထုတ်ပြန်ထားပါတယ်။ဒီကနေ့မေလ24ရက်နနက်6:22မိနစ်မှာမုတ်တက်လီပြင်ကြားရောက်ခဲ့ရာကြောင်းထန်းတပင်မြို့နယ်တတအုပ်ကျေးရွာအနီးကတာဝါရန်အမှတ်61နဲ့60နဲ့ပျော်ကြားပြက်စီခဲ့လို့ YESC ကဆိုပါတယ်။ဒါအပြင် မေလ23ရက်နေ့လယ်7:00မိနစ်40ခန့်မှာလည်းရန်ကုန်တိုင်းအတွင်းကတပ်အားပေးဆက်တွေကိုပစ်ပို့နေတဲ့ ယတနာကွမ်းလွန်တဘွားတန်ခွဲပလက်ဖောင်းကိုချက်တောင်းပြုလုပ်ခဲ့ရလို့ဓာတ်အားပိုလွန်မုံ450မီဂါဝတ်ညော့နေနေမယ်လို့လည်း YESC ကသတင်းထုတ်ပြန်ပါသေးရဲ့အဲ့ဒီဖြစ်စဉ်တွေကြောင့်ရန်ကုန်တိုင်းနဲ့အီယာဗရီတိုင်းအတွင်းဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ရော့ကျမယ်လို့ YESC ကထုတ်ပြန်ထားပေမဲ့ဓာတ်အားဖြန့်ဝင်မဲ့အချိန်ဓာတ်အားအပြည့်အဝပြန်လဲပေးနိုင်မဲ့အချိန်ကိုတော့တိတိကျကျဖော်ပြမထားပါဘူး စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်တိုင်းမှာလက်စစ်တပ်အားလုံလောက်စွာမဖြန့်ဝေနိုင်တော့ပဲအလှေကြစနစ်နဲ့လက်စစ်မင်းဖြန့်ဝေခဲ့တာဟာလင်းနေကြော်ကန်းရှိပြီးဖြစ်တယ်လို့လည်းရန်ကုန်မြို့ခံတွေထံကသိရပါဗျ။ဆက်လက်ပြီးစလင်းမြို့တွင်စစ်ရေးပစ်မှတ်တွေကိုတကောင်ကျော်ချိန်ထိုးစစ်ဆင်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့တွင်ကစစ်ရေးပစ်မှတ်တွေကိုပကဖတွေက ညတကောင်ကျော်အချိန်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တဲ့အတွက်စေအုပ်စုဝင်တွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မေလ24ရက်နနက်တနာရီခန့်မှာဆလင်းမြို့အနီးကလင်းစင်ရဲစခန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးနနက်3နာရီခန့်မှာလည်းဆလင်းမြို့မှရဲစခန်းကဗဟိုကင်းအဆောက်အုံနဲ့ရဲစခန်းနဲ့ကလျဲရှိနေတဲ့ရုံပေါင်းစုံလက်နက်ကြီးနဲ့ပစ်ခတ်ပေးတဲ့နောက် ရုံပေါင်းစုံအနေမှာစစ်ကောင်စီတန်းတဲ့တနအိခွဲကြော်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားတွေထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆလင်းကသတင်းထုတ်ပြန်ပါတယ်။အဲ့လိုတိုက်ခိုက်ခဲ့ပြီးနနက်၄နာရီကျော်မှာဆလင်းမြို့နယ်အခြေဆိုင်ခလာယာ253ကကားနှစ်စီးနဲ့အင်အား80ဝန်းကျင်ထပ်တိုးထားပြီးဆလင်းမြို့ပေါ်အနှံအစစ်အစေးကျန်းနေလို့လည်းသိရပါတယ်။လက်ရှိစစ်ကောင်စီတပ်ဟာဆလင်းမြို့နယ်အတွင်း၁၂ရက်ကြာစစ်ကြောင်းထိုးနေပြီးကျေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီး ဒေသခံတော်လှန်တပ်ဖွဲ့နဲ့နေစဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေရလို့လည်းပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်ကထုတ်ပြန်ထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြက်အတဲကြောင့်ဂျာကာလာအကြီးအကဲယူနဲ့ယာဒူကနေနှုတ်ထွက်မယ်လို့သတိပေးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂျာကာလာအစိုးရဝန်ကြီးချုပ်နဲ့နိုဘယ်ငင်းချင်းရေးဆုရှင်ယူနဲ့ဟာပြည်သူလူထုလိုလားတဲ့ပြုပြင်ပြောင်းလဲကိုနိုင်ငံရေးပါတီတွေကသဘောမတူဘူးဆိုရင်ယာထူးကနှုတ်ထွက်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ ဒါဟာ2024ခုနှစ်ကအချိန်အုံနဲ့ပေါ်ပေါက်လာတဲ့ဆန္ဒပြပွဲနဲ့အတူစတင်ခဲ့တဲ့နိုင်ငံရေးမတင်ရင်မှုကိုပို့ပြီးထင်ဟပ်စေရလို့ဆန္ဒပြထိပ်ပိုင်းကြောင်းသားကောင်းဆောင်တူကဆိုပါတယ်2024ခုနှစ်ဩဂတ်လကစတင်တဲ့တော်လှန်ရေးကိုကြောင်းသားတွေကဥဆောင်ခဲ့တာဖြစ်ပြီးဝန်ကြီးချုပ်ဟောင်းချိတ်ဟာစင်နာအိန္ဒိယကိုထွက်ပြေးခဲ့ပြီးနောက်မှာတော့လူဦးရေ183တန်းရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအသက်84နှစ်အရွယ်ယူနစ်ကဥဆောင်နေရတာပါ ဒါပေမဲ့ပြုပြင်ပြောင်းလဲရဲ့အတွက်နိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုမရတဲ့အကြောင်းယူနစ်အစိုးရဟာစံခေါ်မှုတွေရင်ဆိုင်နေရတယ်လို့မကြသေးခင်ကမှဖွင့်စည်းထားတဲ့အမျိုးသားနိုင်ငံသားပါတီရဲ့ခေါင်းဆောင်နာဟက်အစ်စတန်ကပြောပါတယ်။သူ့ရဲ့ပါတီကတော့ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ပြင်းပြောင်းမှသာရွေးကောက်ပွဲကျင်းပပေးဖို့လိုလားတာဖြစ်ပါတယ်။ယူနစ်ဟာတိတိတသားစိတ်ပြတ်နေပြီလို့မေလ22ရက်နေ့တွစ်ဆုံမှုအပြီးမှာပါတီခေါင်းဆောင်ကသတင်းထောက်တွေကိုပြောခဲ့ရပါတယ်။ ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေကိုအရင်ဆုံးအောင်မြောင်ဆောင်ရွက်ပြီးမှရွက်ောက်ပွဲအတွက်ပြင်ဆင်ွက်မရဘူးဆိုရင်နှုတ်ထွက်မယ်လို့ယူနော့ကပြောကြားခဲ့ပြီးလူတို့ရဲ့စိတ်မရှင်မှုနဲ့ပါတီတွေရဲ့တောင်းဆိုမှုတွေကြားပိတ်မိနေရလို့သိရပါတယ်။ယူနော့ကဟာစီနာအစိုးရဖျောက်ချပြီးနောက်ပိုင်းကဏအသေးသေးမှအ धिक ပြုပြင်ပြောင်းလဲလှုပ်ဆောင်မှုကတိပြုခဲ့ပေမယ့်လုပ်ငန်းစဉ်နှစ်ကွဲနေမှုနဲ့နိုင်ငံရဲ့သဘောထားကွဲလွဲမှုတွေကြောင့်အစိုးရအဖွဲ့ဟာလည်းအကြံအတည်တွေရင်ဆိုင်နေရတာပါ။ 2024ခုနှစ်တော်လရင်ကနေပေါ်ပေါက်လာခဲ့တဲ့ပါတီကောင်းဆောင်နာဟဲအစ်လန်ကတော့လူလူဟာအစိုးရအပြောင်းလဲအတွက်မဟုတ်ပဲစနစ်အပြောင်းလဲအတွက်တော်လန်ခဲ့ကြတာဖြစ်လို့ပြပြင်ပြောင်းလဲမပါတဲ့ရုပ်ောက်ပွဲဟာနောက်ကြောင်းပြန်လန်းစင် ဖြစ်တဲ့အကြောင်းယူနစ်ကိုသတိပေးခဲ့ပါတယ်။ဂျာကာလာအစိုးရကိုရုပ်ောက်ပွဲအမြန်ဆုံးကျင်းပပေးဖို့နဲ့ပြပြင်ပြောင်းလဲကိုဦးစားပေးဖို့အပြိုင်တောင်းဆိုနေကြပြီးယူနစ်တာနှုတ်ထွက်လိုက်မယ်ဆိုရင် အကြက်အတဲကပုံမဆိုးရလာမှာဖြစ်ပါတယ်။ ယူနစ်ကရွက်ောက်ပွဲကို2026ခုနှစ်အထိရွှေ့ဆိုင်နိုင်ကြောင်းပြောကြားခဲ့ပေမဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ခေါင်းဆောင်ကတော့ခိုင်မာတဲ့ရွေးကောက်ပွဲအစီအမံမရှိတဲ့ယူနစ်အစိုးရကိုဆက်ပြီးထောက်ခံပေးဖို့မဖြစ်နိုင်ဘူးဆိုပြီး2025ခုနှစ်ဒီဇင်ဘာမှာပဲရွေးကောက်ပွဲကျင်းပပေးဖို့တွန်းအားပေးနေတဲ့အကြောင်း The Straits Times သတင်းတရက်မှာဖော်ပြထားပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။